မင်္ဂလာပါနိုင်ငံရေးဆိုင်ရာ English for Horror တွေကိုပထမပိုင်းအနေနဲ့မျှဝေပြီးခဲ့ပြီးအခုကတော့ဒုတိယပိုင်းပါပထမပိုင်းနဲ့ဒုတိယပိုင်းကြားမှာအချိန်ကွာဟမှုကတော်တော်ကြာသွားတာမလို့ဒုတိယပိုင်းစတင်ပေးဖို့တောင်းဆိုထားတဲ့သူတွေကိုလည်းအားနာပါတယ်ပထမပိုင်းကြည့်ပြီးတော့ဒုတိယပိုင်းကိုအခုချိန်ထိတီးခံဆောင်ဆိုင်နေကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုတော့လုပ်ဖြစ်ပါပြီဆိုတော့ဒီနေ့ကနိုင်ငံရေးဆိုင်ရာ English for Horror တွေဒုတိယပိုင်းအနေနဲ့လေ့လာကြမှာဖြစ်ပါတယ်ပထမဆုံးလေ့လာရမယ့်စကားကတော့တော်လိုင်းရေးသမားသို့မဟုတ် The Bone ဒီစကားကိုအတိတ်ပဲဖွင့်ဆိုတဲ့ဘက်ပေါ်မှာမူတည်ပြီးတော့ကောင်းတဲ့ဘက်ကပြောလို့ရတယ်လို့ဆိုတဲ့ဘက်ကလည်းပြောလို့ရတယ်။သူ့ကတော့ insurgent insurgent တော်လိုင်းရေးတဲ့မှာသမုတ်သဘောအတိအကျပြောရရင်တော့အစိုးရကိုစန့်ကျင်တဲ့သူအစိုးရကိုစန့်ကျင်ပြီးတိုက်ခိုက်တဲ့သူပြောတာဖြစ်ပါတယ်။အဲ့တော့တစ်ဖက်ကအစိုးရကကြည့်မယ်ဆိုရင်ဒီလူတွေဟာသဘုံလို့ဘာသာပြန်လို့ရတယ်တောင်းကျမ်းသူလို့ဘာသာပြန်လို့ရတယ်။ဒါပေမဲ့ဒီတိုက်ခိုက်တဲ့ဘက်ကကြည့်မယ်ဆိုရင်လေတော်လိုင်းရေးတဲ့မှာလို့ကျွန်တော်စကားလုံးလောက်အောင်ဘာသာပြန်လို့ရပါတယ်။ ဥမာမြန်မာနိုင်ငံကလူငယ်ဒေါ်လာရေးတပ်ဖွဲ့များလို့ပြောခြင်းရတော့ Armies of Young Insurgents in Myanmar Armies of Young Insurgents in Myanmar သူ့ကို တခြားစကားလုံးတွေသုံးလို့ရသေးတယ် Rebel Rebel Dalitable တို့မှဒေါ်လာရေးသမားပဲနောက်တစ်ခုကတော့ Revolutionary Revolutionary Dalit ဒါပုံလို့ပြောလို့ရတယ်ဒေါ်လာရင်းသမားလို့ပြောလို့ရတယ်ဖွင့်ဆိုတဲ့ဘက်ပုံမှာမူတည်ပြီးတော့ဘာသာပြန်တာပြောင်းသွားပါလိမ့်မယ်နောက်တစ်ခုကတော့ Desagan တစားကံကို hostage hostage အများကြီးဆိုတော့ hostages နောက်က s ပါပြီးအတန်ပြောင်းသွားပါတယ် hostages ကျွန်တော်စန္ဒာတွေပြခဲ့တဲ့အချိန်မှာအထွေထွေ the bait ကိုကျွန်တော်တို့က generous strike လို့သုံးပါတယ် generous strike အထွေထွေစန္ဒာပြခြင်းပေါ့ဗျာကျွန်တော်လက်ရှိကြုံနေရတဲ့အထူးသဖြင့် nebat တွေမှာကြုံနေရတဲ့လေချောင်းတိုက်ခိုက်မှုတော့ air strike air strike နောက်ထပ်လေ့လာရမယ့်စကားကတော့စင်းရတဲ့နိုင်ငံတွေမတည်ငြိမ်တဲ့နိုင်ငံတွေတရားဥပဒေမစိုးမိုးတဲ့နိုင်ငံတွေမှာဖြစ်လေရှိတဲ့ အဂတိလိုက်စားမှုသို့မဟုတ်အကျင့်ပြတ်ချစားမှုကိုတော့ corruption corruption အဂတိလိုက်စားမှုတိုက်ဖြတ်ရေးအကျင့်ပြတ်ချစားမှုတိုက်ဖြတ်ရေးလို့ပြောကြတော့ anti corruption anti corruption အဲ့ဒီလိုအကျင့်ပြတ်ချစားမှုတိုက်ဖြတ်ရေးကိုလုံဆော်တဲ့လုံဆော်မှုကိုတော့ anti corruption campaign အတိအကျပြောရရင် anti corruption campaign campaign ဆိုတာကလုံဆော်မှုလူတွေသိအောင် ပြောကြားမှုကိုဆိုလိုပါတယ်တရားမျှတမှုကိုတော့ justice justice ့ရဲ့စန့်ကျင်ဘက်တရားမမျှတမှုသို့မဟုတ်တရားမျှတမှုမရှိခြင်းကိုတော့ injustice injustice အစိုးရတစ်ခုရဲ့တရားဝင်မှုကိုတော့ legitimacy legitimacy ဆိုလိုချင်တာကအစိုးရတစ်ခုဖွဲ့တယ်အဲ့ဒီအစိုးရကိုတခြားနိုင်ငံတွေကနေပြီးတော့တရားဝင်အသိမပြုထားမှုကို legitimacy လို့သုံးပါတယ်အဲ့လိုတရားဝင်အသိမပြုခံထားရတဲ့အစိုးရကိုတော့ legitimate government လို့သုံးပါတယ် the legitimate government the legitimate government တရားဝင်ဆိုရနိုင်ငံတိုင်းနိုင်ငံတိုင်းနိုင်ငံတန်တမာဆက်ဆံရေးကိုတော့ diplomacy diplomacy ဆိုလိုချင်တာကနိုင်ငံတစ်ခုနဲ့တစ်ခုတန်တမာနေကိုယ်စားလှယ်တွေဆီလွှတ်ပြီးတော့ဆက်ဆံမှုချိတ်ဆက်မှုကို diplomacy တလို့သုံးပါတယ်နောက်ထပ်အရေးကြီးကျွန်တော်သိထားရမယ့်စကားကတော့ power နဲ့ influence ရဲ့ကွာခြားချက်ပါ influence ကဩဇာကိုပြောတာပါ လွှမ်းမိုးမှုပြောတာပါ power ကတော့အာဏာကိုပြောတာပါ တူတယောက်ကိုဖိအားပေးပြီးတော့ခိုင်းစေနိုင်တဲ့အာဏာကိုဖာဝေါ်လို့သုံးပါတယ်။ဒါကြောင့်ဩဇာရှိတာနဲ့အာဏာရှိတာမတူပါဘူး။ဩဇာရှိတဲ့သူကိုတော့ influential လို့သုံးပါတယ်။ influential ဥမာ he is influential she is influential ဩဇာရှိတယ်။ဩဇာရှိတယ်ဆိုတာက လူတယောက်သုံးမလူတစုကိုဖိအားမပေးဘဲနဲ့လေးစားမှုတွေအထင်ကြီးမှုတွေနဲ့ကိုပြောတဲ့အကြံဉာဏ်တွေကိုလိုက်ပါလှုပ်ဆောင်တာကိုဒါကိုဩဇာရှိတယ်လို့ခေါ်ပါတယ်။ ဒါကိုတော့ influential ဖြစ်တယ်လို့ပြောပါတယ်။အာဏာရှိတယ်ဆိုတာကိုတော့ powerful လို့သုံးပါတယ်။ powerful အာဏာရှိတယ်ဆိုတာကပတ်စံနဲ့ပဲဖြစ်ဖြစ်လက်နက်နဲ့ပဲဖြစ်ဖြစ်ချင်းချောင်းမှုတစ်ခုခုနဲ့သူများကိုစေခိုင်းနိုင်တဲ့အစွမ်းစစေခိုင်းနိုင်တဲ့အခြေအနေရှိနေတာကိုအာဏာရှိတယ်လို့သတ်မှတ်ပါတယ်။ဒါကို powerful လို့သုံးပါတယ်။ He is powerful. They are powerful. the powerful ကအသုံးအနှုန်းတွေအများကြီးရှိပါသေးတယ်เนาะလက်နက်တွေမှာဆိုရင်တော့စွမ်းအားပြင်းတာဖြတ်အားပြင်းတာကိုဆိုလိုပါတယ် လူဆိုရင်တော့အာနာရှိတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါရီကတော့နိုင်ငံရေးဆိုင်ရာအင်္ဂလိပ်ဝါဟာရာတွေကိုဒုတိယပိုင်းအနေနဲ့မျှဝေပေးခဲ့တာဖြစ်ပါတယ်တကယ်တော့ဗီဒီယိုတစ်ပုဒ်ထဲမှာအများကြီးမျှဝေလိုက်ရင်ကျွန်တော်မှတ်ရတာခက်မယ်မှတ်ဖို့လည်းမလွယ်ဘူးပေါ့နော်အဲ့တော့အတိတ်တွေသင်ပြီးတော့ရှေ့ရအတိတ်တွေနောက်ကအဟောင်းတွေမေ့ဆိုတာဒါကျွန်တော်တစ်ချိန်ထဲမှာအများကြီးမှတ်လို့ပါအဲ့ဒီအစားကျွန်တော်တို့ကတစ်ချိန်တစ်ချိန်မှာအနည်းငယ်ပဲလေ့လာပြီးတော့အဲ့ဒါကိုခဏခဏအသုံးပြနေတယ်ဆိုရင်ပုံမှတ်မိပါပါဒါကြောင့်ကျွန်တော်ကဗီဒီယိုတစ်ပုဒ်ကိုဝါဟာရာတွေအများကြီးမပေးခြင်းဖြစ်ပါတယ် တကယ်တော့ဥမာဝါကြလေးရင်းနဲ့ပြောရင်ပိုပြီးထိရောက်ပါတယ်ဗျဗီဒီယိုအရင်ရှင်းသွားမှာဆိုတော့ကျွန်တော်ဒီလောက်နဲ့ရပ်ပါမယ်နောက်ရက်မှာကျွန်တော်တို့နိုင်ငံရေးဆိုင်ရာအင်္ဂလိပ်ဝါကားတွေကိုတတိယပိုင်းနေနဲ့ဆက်လေ့လာကြတာပေါ့ကျွန်တော်ပြပတဲ့အထက်မှာပါမသွားဘဲနဲ့မိတ်ဆွေတို့သိကျင်တဲ့နိုင်ငံရေးဆိုင်ရာဟောဟာရာလေးကိုလည်းခုမှမှမေးမြန်းနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တယောက်ချင်းစီကိုဆိုတာအထက်ဗီဒီယိုနဲ့လုတ်ပြီးတော့အားလုံးသိရအောင်မျှဝေပေးမှာဖြစ်ပါတယ်အဆုံးနဲ့ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာထပ်တွေ့ကြတာပေါ့ Thank you for watching